ဒါယောက်ျားလေးတွေတော်တော်များများတော့ဒီကားဒီကြည့်ရဲ့အပိုင်းမှာတော့ဟိုရေပွားဖြစ်တော့အဲပြောမယ်ဆိုရင်တော့ဒါတော်တော်များများကြည့်တတ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်အတူအချင်းပဲဖြစ်ပါတယ်အဲဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကကျတော့ဒီဂျပန်မှာပေါ့နော်ဒီအခုမှ license စရပြီးသားညီကိုလေးမားလေးဒါကားလေးတွေလိုချင်ကြမှာပဲပေါ့နော်ဆိုတော့အဲကားလေးတွေဝယ်မယ်ဆိုရင်ဒါတည်တင်းတဲ့အချက်လေးတွေကိုဒါတည်ရင်တော့ဟိုပို့အဆင်ပြေမယ်ဆိုပြီးတော့အဲအကြောင်းအရာလေးကို sharing လေးလုပ်ပေးရဖြစ်ပါတယ် အဲကားအစ်စ်တွေတော့မဟုတ်ဘူးပေါ့เนาะကျွန်တော်တို့ဒီပုံမှန်ကျွန်တော်တို့သုံးမဲ့ဒီချူပူစာလေးအဟောင်းလေးတွေပေါ့เนาะအဲအယုတ်စာလေးတွေဆိုရင်စကန်ကားလေးတွေဆိုရင်တော့ကျွန်တော်တို့ဒီဟိုလိုင်စင်ကိုအဲ UOD AC ကားလေးဆိုရင်တော့နှစ်နှစ်ကိုတစ်ခေါက်လိုင်စင်ဝင်ရတယ်ပေါ့เนาะအဲနောက်တစ်ချက်ကပုံမှန်ကျွန်တော်တို့ဒီအလုပ်ကိုခိုင်းတဲ့ကားလေးပေါ့เนาะဆိုတော့ဒီအလုပ်ကိုခိုင်းတဲ့ကားလေးတွေရုံးနံပါတ်လေးတွေအဲအလုပ်ကိုခိုင်းတဲ့ကားလေးတွေဆိုရင်တော့ကျွန်တော်တို့လိုင်စင်ကိုတစ်နှစ်တစ်ခါဝင်ဖို့လိုပါတယ် အိုင်မမကိုကဒီကားနံပါတ်၁ဆိုင်ဒီကားလေးကိုကိုကြိုက်တဲ့ကားလေးကိုဒါ website မှာပဲဖြစ်ဖြစ်နောက်ဒီလာမှာပဲဖြစ်ဖြစ်ဘာမှပဲဖြစ်ဖြစ်ပေါ့နော်ဒါတွေ့ပြီပေါ့နော်တွေ့တော့အဲကားဝယ်မယ်ဆိုရင်ဒါကဂျပန်မှာကဒါကီလိုကိုအနည်းများနဲ့ကိုသုံးချင်တဲ့ပမာဏနဲ့ဒါကြည့်ဝယ်ရတဲ့ပုံစံမျိုးလေးပေါ့နော်ဘာလို့လဲဆိုတော့ဂျပန်မှာကျတော့ဒါကဟိုကားကိုစီးရာထက်ကီလိုစီးရာများတယ်ပေါ့နော်အဲ့ဒါမှဟိုကိုကကိုပြန်ရောင်းတဲ့အချိန်ကြာရင်ကိုမလို့ချင်တဲ့အချိန်ကြာရင်ကီလိုအများများတာကိုဝယ်တဲ့ ဟာမျိုးလေးဖြစ်သွားတဲ့အခါမျိုးဆိုရင်ဒါရောင်းဝပြရတာလေးလည်းခက်ပါတယ်ဘလူးနေကတော့ဒါကတော့ကားစီးပြီဆိုတဲ့ကတော့ဒါကတော့ရှုံးမာတော့ရှုံးမာပဲပေါ့နော်ပြန်ရောင်းတဲ့အချိန်ကြာရင်ဆိုတော့ဟိုကားစီးမယ်ဆိုရင်တော့ဒါကီလိုနံပါတ်1ချက်ဒါကီလိုနည်းတာများတာတော့ဒါကတော့အဲဒါနည်းနည်းလေးတော့ဒီရွေးချယ်တင်းနေပေါ့နော်ဆိုတော့โอเคกิโลเนี่ยดาลีเนี่ยก้าก้าวดาลีโชว์ပြီးတော့တွေ့ပါ ਈ ဗောနော်အဲနံပါတ်2ချက်ကဒီကားမှာကျွန်တော်တို့ကဒီ license ပါလာဗောနော် license ကတစ်နှစ်ကျန်သေးလားဘယ်လောက်ကျန်သေးလဲဆိုတဲ့ဥစ္စာဘို့ဒီမှန်အ န်ရဲ့ကျွန်တော်ကားမောင်းတဲ့လီကာမန်ရဲ့ညာဘက်အချမ်းပေါ့နော်အရင်တော့အလေးမှာပေါ့နော်အခုကတော့ညာဘက်အချမ်းရဲ့အပေါ်လေးမှာဒါကားရဲ့ဒိတ်ကိုလည်းတက်ထားပါတယ်ပြီးတော့ကားရဲ့ရှက်ကန်းရှော့ပေါ့နော်ပြောမယ်ဆိုရင်တော့မြန်မာပြည်မှာဆိုရင်တော့ owner ဘုတ်ပေါ့နော်အဲ့မှာလည်းဒါဟိုကားဘယ်တော့မှကုန်မလဲဆိုတဲ့အဥ္စာမျိုးလေးကိုဒါရေးထားတယ်ပေါ့နော်ဆိုတော့အဲအဲ့ဒါလေးကိုလည်းဒါ ဟိုပါပေါ့ကားကအဲလိုင်စင်နှစ်နှစ်ကတော့အကောင်းဆုံးပဲပေါ့နော်အဲဆိုရင်တော့ကိုကကားဝယ်ပြီးတည်းရတော့ဘာမှလှည့်ကြည့်စရာမလိုတော့ဘူးပေါ့နော်ဆိုတော့ဒါမှမဟုတ်ဟိုတစ်နှစ်ဟိုပါတဲ့ကားမျိုးလေးကြီးဈေးသက်တာတယ်ဆိုရင်လည်းဒါဝယ်သင့်ပါတယ်ပေါ့နော်ဆိုတော့ပြီးွားရင်ဒါလိုင်စင်ပြန်ဝင်တဲ့ပုံစံမျိုးလေးဖြစ်သွားမှာပေါ့နော်ဆိုတော့အဲကိုကလိုင်စင်လေးယူလဲဒါကြည့်လို့အဆင်ပြေသွားကြီးဆိုတော့ဒီဂျီဂျူးသားစေပေါ့နော်ဒီအခွန်ကိုဒီလိုင်စင်ပါတဲ့ကားကိုကိုကဝယ်လိုက်တယ်ဆိုရင်ဒီဥစ္စာကကိုကဒီ အခွန်ဆောင်တာလားမဆောင်တာလားဆိုတဲ့ဥစ္စာကိုတော့ဒါဟိုပြောမယ်ဆိုရင်တော့ဒီကားရောင်းတဲ့သူကိုမိတာတော့ပိုကောင်းတာပေါ့နော်ဟိုသူကလီးတာပိုင်း၅လပိုင်းဝင်ချင်တော့ဆိုရင်တော့ဒါကတော့ဆောင်ထားလားမဆောင်ထားလားဆိုတဲ့ပုံစံမျိုးကိုတော့မေးတင်တာပေါ့နော်အကယ်၍မပါဘူးဆိုရင်တော့ကိုကဆောင်ရတဲ့ပုံစံမျိုးဖြစ်မှာပေါ့နော်ဆိုတော့ဟိုလီးတာပိုင်း၅လပိုင်းမဟုတ်ဘဲနဲ့နည်းနည်းလေးအဲ့လိုမျိုးကြာဝါပြီဆိုရင်တော့မှဘာဖြစ်ဒီကားဟိုကြည်လို့ရတဲ့ဆောင်ထားလားအခွန်ဆောင်ထားလားပေါ့နော်အဲ့ဥစ္စာကိုဒါခက်ခွန်းလေးလောက်ဒါတော့ပို့ပြီးတော့အဆင်ပြေမယ်ပေါ့နော် ဒီကားလေးကိုကျွန်တော်တို့ကဒါယောက်ျားလေးတွေတော်တော်များများတော့ဒီကားဒီကြည့်ရဲ့အပိုင်းမှာတော့ဟိုရေပွားအဖြစ်တော့အဲပြောမယ်ဆိုရင်တော့ဒါတော်တော်များများကြည့်တတ်ပါတယ်ပေါ့နော်ဒါပေမဲ့ဂျပန်မှာတခုရှိတာကဟိုပေါ့ကျွန်တော်ဒီကားကိုဒီ license ဝင်မယ်နှစ်နှစ်ကိုအဲ license ဝင်မယ်ဆိုရင်ကားကိုဒီအန်ဆန်းပေါ့နော်ပြောမယ်ဆိုရင်ဒီလမ်းမပေါ်မှာထွက်မောင်းတဲ့အချိန်ကြာရင်ဒါကဟို safety ဖြစ်လားမဖြစ်လားဆိုတဲ့ဥစ္စာကိုပို့ပြီးတော့ပို့ပြီးတော့ဟို ဒီကားကိုစစ်စစ်ဒါလာမစစ်စစ်ဒါလာဆိုပြီးတော့ကျွန်တော်တို့ဘယ်မှာဆက်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီညာဘက်အညာဘက်မဟုတ်ဘူးကျွန်တော်တို့ဘေဘက်မှန်ရဲ့ဘေဘက်မှန်ရဲ့အပေါ်တောင်းမှာကျွန်တော်တို့အဝိုင်းပြလေးအဝိုင်းလေးကကျွန်တော်တို့ဂျူနီကာကက်ဆူတန်းကန်လို့ခေါ်တာပေါ့နော်အဲအဲ့ဥစားလေးကကျွန်တော်တို့ပြောမယ်ဆိုရင်ဒီကားလေးမှာဒါဟိုကားတော့ပြောမယ်ဆိုရင်ဒါ ဟိုဗမာပဲစစ်စစ်ဒီဥစ္စာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒါကတော့စစ်မဲ့နေရာလေးရတော့တွန့်နေသူရှိတယ်ဒါပေမဲ့အဲ့ဥစ္စာကတ်ထားခြင်းအဖြစ်ဒါကဟိုချွီတံပေါ့နော်အာဒီကားကဒီလမှာဒီလိုမျိုးစစ်ထားတယ်ဆိုတော့ပုံစံမျိုးလေးကိုဒါအစိုးရနေပြီးတော့အတိမတ်ပြုထားတယ်ဒီပြောမယ်ဆိုရင်တော့ဒီခိုးချိုးတွေပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေမှာဒါအဲဒီကားပြင်တဲ့နေရာဥပမာအော်တိုဘတ်မှာပဲဖြစ်ဖြစ်ဒီ ဒီဒိုတာဒီလာမှာပဲဖြစ်ဖြစ်ဘာမှာပဲဖြစ်ဖြစ်ပေါ့နော်အဲဥစားလေးတွေကဒါတေချာချမ်းတူတွေကလှုပ်ထားတယ်ပေါ့နော်အဲ့လိုဆိုတော့ကားမှာကိုဝဲမဲ့ကားမှာအဲ့ဒါလေးပါလာပေါ့နော်ဟိုပါတယ်ဆိုတော့ပိုကောင်းတာပေါ့နော်ပါတယ်ဆိုရင်တော့အာဒီကားတော့ဒီဒီချိန်မှာဒီကားဒီလိုမျိုးတန်ကန်လှုပ်ထားတယ်ပေါ့နော်အဲ့တန်ကန်လှုပ်ထားတယ်ဆိုတာကကျတော့သူတို့ကသူတေချာမစစ်လို့မရဘူးပေါ့နော်ဥမာတာယာကဘယ်လောက်မီလီမီတာရှိရမဲပြီးဝင် brake ဟို brake pads တွေကဘယ်လောက်မီလီမီတာရှိရမဲဒီဥစ္စာကကျတော့ကျွန်တော်တို့ဟို ဒီမြင်နှလုံးနဲ့ဒါတေချာကားတော့ဝင်တဲ့အချိန်ကျရင်ဟာဘင်းကိုဖြုတ်ပြီးတော့အဲ့လိုမျိုးလေးလေးကြည့်လို့မရဘူးပေါ့နော်ဆိုတော့ဒီလိုမျိုးအသေးစိတ်တွေဒီ engine wine ကအဲ engine wine ဒီ engine wine မှမဟုတ်ဘူးပေါ့နော်ဒါဒီ brace ဘာညာပေါ့နော်အဲ့ဥစ္စာလေးတွေရတာတေချာဘင်းကစစ်ထားတယ်အဲ့လိုမျိုးလေးတွေကိုဟိုကြည့်လို့ရတဲ့ ဟာမျိုးလေးပေါ့နော်အဲအဲ့ဒါလေးပါရင်တော့ပိုအဆင်ပြေတယ်ဟိုဒီကားရဲ့ history ကိုသိဖို့တော့လိုတာပေါ့နော်ဟိုဒီကားတိုက်ကားလားဂျီကိုရှာလားပေါ့နော်တိုက်ကားလားဒါမှမဟုတ်ဟို grade တွေဘာတွေရတော့အဲ့လိုထီးတော့သူတို့ကတော့ sign တွေရတော့တော်တော်များများတော့မပြောကြဘူးပေါ့နော်ဒီကားတော့ grade တွေထက်ဟိုကျွန်တော်ဒီကားတော့ဂျီကိုရှာဖြစ်လာအဲဒါမှမဟုတ် GU ဟိုမတိုက်ထားတဲ့ကားလားပေါ့နော်အဲ့ဒါလေးတော့ဟိုတီးရင်တော့ပို့ပြီးတော့အဆင်ပြေရပါတော့။အဲနောက်ဆုံးအနေနဲ့ကတော့ကိုကဂျပန်မှာကားဝယ်မယ်ဆိုရင်တော့အေဒီကားအတွက်ကိုကိုက ဟိုပြောပြောမလဲကိုယ်နဲ့အဆင်ပြေမယ့်ကားမျိုးလေးပေါ့နော်အဲဒါမျိုးလေးကိုအဲရွေးချယ်တင်တယ်လို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်ဟိုနောက်ထပ်သိချင်တာလေးရှိရင်လည်းကျွန်တော်ဇီယာနေပြီးတော့မြင်မြန်နိုင်ပါတယ်ကျွန်တော်လည်းတိတိလောက်မှတ်တလောက်လေးတွေလည်းကျွန်တော်ပြန်လဲ sharing လေးအဲလုပ်ပေးပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်